ဟို do your own research dyor လို့ရေးတယ်ဒါတော့ crypto ထဲမှာတယောက်နဲ့တယောက်အရန်ဟိုပြော ပြောဖြစ်ကြတဲ့စကားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုက decision လုပ်တယ်နော်ကိုဆော့ဆော့ကျွန်တော်ပြောတဲ့မေးခွန်းတွေမမီးဖြစ်ဘူးနော်ကိုကအဲ့ဒါတွေကိုတေချာမတွေးဖြစ်ဘူးဆိုရင်တစ်ချိန်ချိန်မှာနော်နောက်တစ်ချိန်ချိန်မှာအဲ့ဒီမေးဟိုအခြေအနေတွေကကိုကို အများကြီးစိတ်ဒုက္ခတွေပေးပါ เนาะအဲ့ဒီကြတော့မှဟိုဘသူကမပြောခဲ့ရလဲဘသူကပြောခဲ့ရလဲဆိုတာမျိုးတွေပြန်မီးလို့နောက်ကျသွားပြီအဲ့တော့ကိုကဆုံးဖြတ်ချက်တစ်ခုကိုမချခင်မှာ finance အထူးသဖြင့်ပတ်စံပါတဲ့ကိစ္စတွေမှာပေါ့เนาะဟာ do your own research ကိုရဲ့ကိုတိုင်လေ့လာ သုံးသပ်နိုင်မှုက အရင်အရေးကြီးတယ်เนาะကျွန်တော်ကတော့ဒီနေရာမှာ guide အနေနဲ့ပဲပြောလို့ရတာကျွန်တော်ဒီဒီ workshop ထဲမှာတက်နေလူတယောက်ချင်းစီရဲ့ဒီ တုတ်ကံမဝဲခင်မှာချမယ်ဆုံးဖြတ်ချက်เนาะဘလို့အချိန်ဒီမှာပြန်ရောက်မယ်ဘယ်အချိန်ရောက်ရင်တော့ပြန်ရောက်မယ်ဘယ်အချိန်ထိပဲဂင်ထားမယ်ဆိုတဲ့ဟာတွေကိုလိုက်ပြီးတော့ကျွန်တော်အနေနဲ့ဟိုအကြံမပေးနိုင်ဘူးပေါ့เนาะအဲ့ဒီတော့ကျွန်တော် general guide တွေပေးတယ်ကျွန်တော် course ဆက်မှာပြောခဲ့တယ်လို့ပဲအဲ့ general guide တွေကိုသုံးပြီးတော့ကိုကတော့ကိုယ့်ရဲ့ decision ကိုပြန်ချရမှာကိုယ့်ရဲ့ decision က okay အာ SCB token ဒေါ်လာမှာဝယ်အလွယ်ပြောတာเนาะကျွန်တော်ဒေါ်လာရောက်မယ်ဆိုပြီးတော့ကုတ်တော့မလုပ်ပါနဲ့ဒေါ်လာပြောရလွယ်เนาะဒေါ်လာမှာဝယ်အာ2ဒေါ်လာရောက်တော့ငါတော့ရောင်းပါ3ဒေါ်လာရောက်တော့ရောင်းစသည်ဖြင့်ပေါ့เนาะကိုယ့်ရဲ့ရောင်းမဲ့ price ကိုကြိုးပြီးတော့ဟိုဆုံးဖြတ်တာအပြီးရင်ဘယ်လောက်ထိကျသွားရင်တော့တော်ပြီငါတော့ရောင်းမယ်ဒါကလည်းဆုံးဖြတ်ထားတဲ့စောစောကဟိုကျွန်တော်တို့ပြောတဲ့အာဒီ ကိုကိုရဲ့ financial ဘလောက်ယူနိုင်နေဆိုရဲဟာပေါ့နော်ကိုရဲ့ financial အာကဘလောက်ထိထားနိုင်လဲကျွန်တော်ကျွန်တော်ရဲ့ဥပမာပဲကျွန်တော်ပြန်ပြောပါမယ်ဘာလို့ SCB ကဈေးတွေကမထွက်သေးတော့ scenario ပဲပြောရတယ်တော်တော်ခက်တယ်နော် BTC ကျွန်တော်ဝယ်တော့ဥပမာပေါ့ BTC တောင်းခဏမှာကျွန်တော်ဝယ်ကျွန်တော်စဉ်းစားဒီနဲ့သာကျသွားရင်ဘာလုပ်မှာလဲနော်အာ BTC ဒီနဲ့သာကျသွားရင်ကျွန်တော်အနေနဲ့ကအဲ့ဒီတော့နေရာဆုံးဖြတ်ချက်ကောင်းကောင်းကြီးချထားပြီးရရှိတယ် အခုအဲ့တုန်းကမဟုတ်ပါဘူးအခုလေကျွန်တော်ဟိုတလောကမှာအဲ BTC ဈေးကြတော့ BTC ဝယ်ပြတယ် BTC ကကျွန်တော်ဟိုခဏခဏဝယ်ပြပါတယ်အဲ့ဟို project ကိုလည်းအရင်ကြိုက်တယ်နော်ဒါရေးရှိမှာအာစစောကမေးခွန်းနေတဲမှာတွေ့လိုက်တယ် generational wealth လို့ပြောရင်လည်းမှန်တယ်ပေါ့နော်ကျွန်တော်လည်း BTC ကိုလည်းအဲ့လိုမြင်တယ် STB ကိုလည်းကျွန်တော်အနေနဲ့ကတော့ဟိုဒါတော့ STB ကလူက STB အကြောင်းပြောတာဆိုတော့နည်းနည်းတော့ bias တော့ပါတာပေါ့လေနော်ဒါအရင်ကောင်းတဲ့ project လို့ကျွန်တော်ကမြင်တယ် STB ကိုလည်းအာဆိုတော့ ် BDC ကိုလည်းကျွန်တော်ကဈေးကြရင်လည်းဝယ်ပြစ်တယ်ဆိုတော့အဲ့မှာကျွန်တော်စဉ်းစားတယ်အခုအာအဟိုတနည်းကတော့တသိန်းတထောင်အောက်ကိုရောက်သွားတသိန်းကျော်လောက်ပဲရှိတာကျွန်တော်စဉ်းစားဒီတက်တာဈေးဆက်ကြရင်ဘာလုပ်မှာလဲဟုတ်တယ်ဝယ်တာတော့ဟုတ်ပြီနော်ဝယ်ဒီဒီတက်တာဈေးဆက်ကြရင်ဘာလုပ်မှာထပ်ဝယ်မှာဘာဖြစ်လဲဈေးခံတယ်လေနော်ကျွန်တော်ဘယ်လိုစဉ်းစားမလဲဘယ်လိုစဉ်းစားနေရလဲဆိုတော့ကျွန်တော်တို့ဗျာအော်ထားပါတော့ဒီထဲမှာ အဝတ်အစားကြိုက်တဲ့သူရှိမလားတော့မသိနော်ဟိုအဝတ်အစား discount ချနော်ဒီစင်မှာ discount ချဘာဘာဘာပွဲတော့မဟုတ်လို့ discount ချတယ်လူတွေကဟာအဝတ်အစားကြီးတော့ discount ချနေရပဲငါတော့မဝဲပါဘူးလို့ဘာသူတို့ရတော့ဘောနော်ဆိုတော့အဲ့လိုပဲကျွန်တော် BTC ကိုမြင်တာဗျာနော် BTC ဈေးကျတယ် discount တွေချနေပြီလေဘာလို့ကိုကတသိန်းလုံးကတော့ဝယ်ခဲ့ပြီးတော့ BTC 900ရောက်မှာ ဘာလို့မဝယ်ရမှာလဲပေါ့နော်โอเคဒါကျွန်တော်စဉ်းစားတာကိုကျွန်တော်ပြောပြရအောင်เนาะအဲ့လိုလိုက်စဉ်းစားပါလို့ကျွန်တော်တိုက်တွန်းတာမဟုတ်ဘူးဘာလို့လဲဆိုတော့ကို့မှာကို့ရဲ့ကိုယ်ပိုင်စဉ်းစားချက်ရှိရမယ်မဟုတ်ရင်ဘာဖြစ်မလဲဆိုတော့ဟုတ်တယ် BTC တိမ်းမှာတော့ဝယ်လိုက်တယ် BTC 900လောက်ရောက်တော့ရောက်အိတ်မရတော့ဘူးဒါကကျွန်တော်ဟိုမြင်မှုနေကြသူတွေအများကြီးမို့လို့เนาะအဲ experience ကနေကျွန်တော်ပြောတာကျွန်တော်ကိုယ်တိုင်လဲလွန်ခဲ့တဲ့၄-၅နှစ်လောက်တုန်းကเนาะဒီ crypto ကိုစပြီးတော့ တိကာစအော်ဒီဈေးအိအတက်ကြအရန်ဖြစ်တာကိုမမြင်ဘူးခင်ကပေါ့နော်အစပြီးပထမဆုံးကျွန်တော်ဖြစ်ခဲ့ဘူးပါတယ်နော်ဒါမဖြစ်တော့တော်တော်ကြာပြီဘာဖြစ်လို့လဲကျွန်တော်ကကိုယ်တိုင်လေးလာသုံးသက်တဲ့အပိုင်းကိုယ့်ရဲ့ဆုံးဖြတ်ချက်အပိုင်းကိုမဝင်ငင်းနေကမဝင်ငင်းမဝဲခင်နေကပေါ့နော်ဝင်နေဆိုတာဝဲတာကိုပြောတာဒီ position တစ်ခုကိုမဝင်ငင်းနေကမဝဲခင်နေကဆုံးဖြတ်ပြီးသားဘယ်လိုလုပ်မလဲဘာဖြစ်ရင်ဘာလုပ်မလဲဆိုတာအဲ့ဒီတော့အဲ့ plan အတိုင်းလုပ်ရုံပဲကျွန်တော်အနေနဲ့ဟိုစိတ်ပူပန်တာတွေနော်ဟို စိုးရင်ပြီးတော့အိတ်မြရတာမရှိဘူးဒါကခရစ်ပတိုသမားတွေဆိုရင်ကျွန်တော်အခုဘာပြောနေသော်ကောင်းကောင်းသိမှာ SCB ကတော့ listing နေလည်းမလုပ်သေးဘူးဒီလိုမျိုးဝယ်တဲ့သူတွေအာနော်ဒီအတက်အကြမှာဝယ်တဲ့သူတွေမရှိသေးဘူးဆိုတော့အခု SCB ပဲခြင်ထားတဲ့သူတွေကတော့မသိလောက်ဘူးဒီဒီဒီစိတ်ခံစားချက်တွေကိုပေါ့နော်ဒါပေမဲ့ခရစ်ပတိုသမားတွေအထူးသဖြင့် future trade တဲ့သူတွေဆိုအရင်သိတယ်ကျွန်တော်ဘာပြောနေရဆိုတော့ เนาะအာကိုယ့်ရဲ့ position လေးကဟိုမှာ liquidation နီးနေလို့အိတ်မပြော်တော့ဘူးသမင်းမစားနိုင်ရေမချိုးနိုင်ဘူးဆိုတဲ့သူတွေအများကြီးပဲเนาะဓာတီကကိုကကိုယ်တိုင်လေးလာတုံးသက်မှုเนาะကိုယ်တိုင်ဆုံးဖြတ်ချက်ခိုင်းမှမှုတခု မရှိခဲ့လို့အဲ့တော့ကျွန်တော်ဒီမှာပြန်ပြီးတော့ဒုတိယချိန် highlight လုပ်ချင်တာကဆုံးဖြတ်ချက်ခိုင်းမှာပါเนาะကိုဘာလုပ်တော့မယ်ဆိုရင်ဆုံးဖြတ်ချက်ခိုင်းမှာဖို့အရန်လိုတယ်အဲ့ဒါက ကိုကိုနောင်မှာအထောက်အကူပြုပါလိမ့်မယ်နောင်မှာကိုကိုသမင်းကောင်းကောင်းစားအာနော်ဟိုရေချိုးအေ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 းဝဝအိပ်ပြောအိတ်နိုင်မှုအကူအညီပေးပါလိမ့်မယ်ဒါဒီအရန်လိုအပ်တယ်နော်ကျွန်တော်ထပ် highlight လုပ်ခြင်း ਨੇ ဒီလိုမျိုးတွေဖြစ်မယ်ဆိုတာပုံမှန်ဈေးကွက်နော်ဘသူမှဘာမှမလုပ်တဲ့ဈေးကွက်ပုံမှန်ရောင်းဝယ်နဲ့ခရစ်တိုလောကမှာတော့ဖြစ်တာကျွန်တော်တို့မှာ additional နော်အပို risk factor တစ်ခုပါပါတယ် ဲ့ဒါကစကားစားလူတွေပါသူတို့တွေကလာပြီးတော့ကျွန်တော်တို့ရဲ့တုတ်ကန်ဟိုဒယ်တွေကိုဒီလိုမျိုး stress တွေပေးဖို့ကြိုးမကြိုးစားဘူးလို့မယူဆတာကောင်းတယ်ကျွန်တော်ကတော့ risk ရှိတယ်လာတိုက်ခိုက်နိုင်တယ်ဖြစ်နိုင်တယ်ဆိုရင်ဖြစ်မယ်လို့ယူဆပြီးတော့အဲ့လိုဖြစ်လာရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲနော်အဲ့တော့ကျွန်တော်ပြောချင်တာအဲ point ကိုပြန် highlight လုပ်မယ်ဆုံးဖြတ်ချက်ခိုင်းပါပါကိုဘယ်အချိန်မှာမပါလုပ်မယ်ဆိုတာကြိုးပြီးတော့စဉ်းစားထားပါ